ဟုတ်ကဲ့ကျွန်တော်နာမည်ကဦးနာမျိုးလို့ခေါ်ပါတယ်ကျွန်တော်ကဓမ္မအကြီးဓမ္မနာဖောင်ဒေးရှင်းရဲ့ဦးထပ်ဖြစ်ပါတယ်ဟုတ်ကဲ့ဆရာဆရာတို့ဒီနိုင်ငံတော်ဝန်မှာပေါ့နော်ရည်ကြည်မှုတင်နန်းတွေလိုက်ပြီးဖွင့်လာတယ်ပတ်သက်ပြီးတော့နည်းနည်းလောက်ချင်းရပြပါချင်ဟုတ်ကဲ့ကျွန်တော်တို့ရဲ့ဓမ္မအကြီးရဲ့ပင်မတာဝန်ကဟိုတရားတော်များပြန့်ပွားရေးပေါ့နော်မျိုးဆက်သစ်လူငယ်တွေကိုလည်းလိမ္မာရေးတဲ့ခရီးတွေဖြစ်စေချင်တဲ့ရွေးချင်တဲ့ကျွန်တော်တို့တိုင်းနိုင်ငံတော်မှာလည်းလုပ်ပါတယ်အခုလက်ရှိလုပ်တာတော့ကျွန်တော်တို့ကကြာပြီးပေါ့နော်ဓမ္မအကြီးဓမ္မနာဖောင်ဒေးရှင်းထူထောင်တဲ့နေ့က20နှစ်ရှိပြီကျွန်တော်တို့မှတ်မှတ်ရပါပဲ အဲဓမ္မကြီးရဲ့ကိုးနှစ်ပြည့်ဓမ္မတပင်ပေါ့အဲဒီကိုးနှစ်ပြည့်ဓမ္မတပင်မှာကျွန်တော်တို့ဇဘူတိဗိမာန်ကြီးမှာတရားဝဲ9ရက်ကျင်းပါတယ်အဲဒီတရားဝဲရတဲ့အတူဝင်နဲ့ပေါင်းပြီးတော့ကျွန်တော်တို့ဒီရင်းထဲမှာပြန်ပွားရေးလုပ်ငန်းစဉ်ကိုလုပ်တယ်ပေါ့ဆရာတော်ဘုရားတွေကလည်းရင်းထဲမှာပြန်ပွားရေးအတွက်တူသွားတယ်အဲဒီလမှာကျွန်တော်တို့တူတန်းမှုကဘယ်လောက်ရလဲဆိုတော့48သိန်းလောက်ရအဲ48သိန်းလောက်ရတဲ့ခါကျတော့ကျွန်တော်တို့ဒီအခုတွေ့နေရတဲ့ဓမ္မကျောင်းတော်ဆိုတဲ့စာအုပ်လေးပေါ့ဒီစာအုပ်လေးကအဲ့ခေတ်ကရိုက်တဲ့ဈေးကအရင်းဈေးပေါ့240 240ကိုစာအုပ်ပေါင်း2000လောက်ရိုက်ပြီးတော့ကျွန်တော်တို့ကဒီစာအုပ်တွေနဲ့တင်နှက်ဖွင့်တဲ့လုပ်ငန်းကိုစလုပ်တာ ဆက်လို့တော့ကျွန်တော်တို့စီဘလူတွေလာလူခံလဲဆိုတော့ခုစာတင်တဲ့ဒီမှာရှိတဲ့တန်ဃာတွေကချေးရွာကိုပြန်တော့မယ်ဆိုရင်ဒီစာအုပ်လေးတွေလာလူခံပြီးတော့ကိုယ့်ရမှာကိုယ်တင်တယ်ပေါ့အဲကျွန်တော်တို့ကဒီစာအုပ်2000ကိုတူပေးပြီးတော့တန်တယ်လို့ရှင်တို့ပြန်ပွားရေးလုပ်ငန်းစီကိုလုပ်ခဲ့တယ်ပေါ့။ဘာဖြစ်လို့ဒီလုပ်ငန်းတွေလုပ်ဖြစ်လဲဆိုတော့ကျွန်တော်တို့ကအဲကျွန်တော်ကိုယ်တိုင်ကဘုကုတ်ဖွဲ့ချုပ်ရဲ့အလုံးမှုဆောင်သူဖြစ်ပါတယ်။အဲတော့ကျွန်တော်ဘုကုတ်ဖွဲ့ချုပ်မှာကျွန်တော်တို့ကဒီညွေရာသီတန်တယ်လေးတစ်ခုပေါ့ရည်ရွယ်မှုတန်တယ်တစ်ခုစဖွင့်တယ်။အဲအဲ့ဒီကဥက္ကဋ္ဌလုပ်တဲ့ဦးစိန်တန်ကနေပြီးတော့တို့ရိတ်သားကြီးကလူကြီးတွေအတွက်ပဲဖြစ်နေတယ်။တို့လူငယ်တွေအတွက်လည်းလုပ်ပေးရအောင်။ သာသနာအတွက်ပြိုးကင်းလေးတွေပြိုးကြအောင်ဒါဥထိုက်ပြောတဲ့စကားပေါ့နော်သာသနာအတွက်ပြိုးကင်းလေးတွေပြိုးကြအောင်ဆိုတော့ကျွန်တော်တို့အဲ့ဒီမှာ6ရက်အဲရေရှင်မှုတင်တန်းလေးတွေရာဒီမှာဖွင့်ပြတယ်ပေါ့ဖွင့်ပြတော့ရန်ကုန်မြို့မှာရှိတဲ့လူငယ်300လောက်ကလာတက်ပြီးတော့ကြော်ကြော်ပွားပွားနဲ့တင်ကြအဲဆရာတော်ဘုရားတွေပေါ့အောင်စစ်ကြဆရာတော်ဘုရားလည်းပြိဿသုံးဖက်အခြေခံတင်တန်းတွေပေးတယ်နောက်တော့ကရွှေအောင်ဝင်းဆရာတော်ဒေါက်တာအရှင်သဖကလည်းဘုရားဘာသာသင်ခန်းစာတွေကိုမြန်မာအင်္ဂလိပ်နှစ်ဘာသာနဲ့တင်တဲ့ခါကျတော့ကလေးတွေ노ကြသွားတယ်အဲ노ကြတော့ဥထထုတ်တဲ့လူကကဲဒါဆိုရင်တို့တွေတဲ့ဒီမော်ဒီနွေရာဒီနဲ့တဲ့မရက်ပေးမနဲ့ ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတော့ကျွန်တော်ကအကြံပြုတယ်။ဘာကျွန်တော်တို့တွေတပတ်တည့်ရဲ့တင်တန်းလေးတွေဖွင့်ရအောင်။ဘယ်လိုတပတ်တည့်ရဲ့တင်တန်းဆိုတော့ကျွန်တော်တို့အရင်တော့အတွေ့အကြုံရှိခဲ့မှုတယ်။ဘဇုံတော်မှာရှိတဲ့ရွှေချင်းကျောင်းပေါ့နော်။တပြေကံဆရာတော်ဘုရားကြီးကျောင်းထိုင်သွားတဲ့ကျောင်းရွှေချင်းကျောင်းမှာတနည်းနေတိုင်းတပတ်တည့်ရဲ့တင်တန်းလေးတွေအရင်တော့ရှိတယ်။ကျွန်တော်တို့လမ်း90မှာနေခဲ့တော့အဲ့ဒီကိုသွားပြီးတော့ကလေးတွေကိုထားဘူးတယ်ဆိုတာပြောတော့ဒါဆိုတပတ်တည့်ရဲ့လုပ်မယ်ဆိုတော့မဟုတ်ဘွဲ့ကျုံမှာရည်ရွယ်မှုတင်တန်းတပတ်တည့်ရဲ့ဖွင့်ပြတယ်။မနေ့7နာရီက10နာရီအထိပေါ့နော်။ကလေးတွေကိုပြီးအဟာရတွေကျွေး အားလုံးပေါင်း၁၀နှစ်ခွဲလောက်ဒီပေါ်၈နှစ်ရက်၉နှစ်တစ်ချိန်တင်အဲ၉နှစ်ရက်၉နှစ်ခွဲကိုမုတ်ချွေး၉နှစ်ရက်၉နှစ်ခွဲဒီထပ်တင်ပြီးရင်ပြန်ကြပေါ့ဆရာတော်တွေပြည့်မိတဲ့နေကတော့အဲ့ဒီတင်တန်းလေးကအောင်းပြင်လာတယ်အောင်းပြင်လာတော့အဲ့ဒီတင်တန်းမှာလာတဲ့လူငယ်လေးတွေကကျူရှင်ဆရာလေးတွေပါတယ်အကျောင်းဆရာလေးတွေပါတယ်တက္ကသိုလ်အကျောင်းသားတွေပါတယ်ကြတော့သူတို့ကသူတို့တွေတင်ကြားမှုများများရလာတဲ့အခါမှာသူတို့ကအဲ့ဒီပြန်ပွားရေးတွေလုပ်ချင်တယ်အဲ့လုပ်ချင်တော့အဲကျွန်တော်တို့တိုင်ပင်တယ်တိုင်ပင်တော့သူတို့တာဂီတာမှာရှိတဲ့အနော်မာမှာရှိတဲ့ ဓမ္မအောင်လေးတခုမှတင်တန်းတခုစဖွင့်ရကနေပြီးတော့ကျွန်တော်တို့ပြန်ပွားရေးစဖြစ်တယ်ပေါ့နော်အဲ့သူတို့ကသူတို့တင်တဲ့တင်တန်းလေးကိုကျွန်တော်ကိုခေါ်တယ်ကျွန်တော်သွားကြည့်တယ်သွားကြည့်တဲ့ခါကျတော့ဒီခလေးငယ်လေးတွေနဲ့ဆရာငယ်ဆရာလေးငယ်ငယ်လေးတွေနဲ့ကျောင်းသားလေးတွေနဲ့တွေ့ပြီးတော့တင်တန်းမှုလုပ်နေတာလုံဝမ်းသာဆရာကောင်းတယ်အာပျော်ရွှင်ပြီးတော့သူတို့ကလည်းတင်တဲ့ခလေးတွေကလည်းပြောကြပြားလေးဆိုအဲ့လိုလုပ်နေပေါ့တော့အဲ့ဒါကိုသွားတွေ့တော့ကျွန်တော်ကကဲဒါဆိုရင်ဒီလိုလူငယ်တွေနဲ့တနိုင်ငံလုံးရင်းနေမှာပြန်ပွားရေးလုပ်ရင်ကောင်းပါပဲအတွေးပေါ်တာအဲ့ဒါနဲ့မိုးကုတ်ဖွဲ့ချုပ်ကိုအခြေခံပြီးတော့ကျွန်တော်ကရည်ရည်မှုတင်တန်းတွေလိုက်ပေးတယ် ဓမ္မအောင်ဒီမှာလိုက်စီးရုံးပြီးတော့တပတ်တည့်ရဲ့တင်တန်းလေးဆောင်ရွက်ပါတယ်အဲ့ဒီအချိန်တော့ကဒီနာမည်ကြီးနေတယ်ခုနာမည်ကြီးတဲ့ဓမ္မစကူဖောင်ဒေးရှင်းမပေါ်သေးဘူးပေါ့မပေါ်သေးတဲ့အချိန်မှာကျွန်တော်တို့ကဓမ္မအောင်တစ်ခုချင်းတစ်ခုချင်း Sunday School တွေလိုက်ဖွင့်တာအဲနောက်ပိုင်းကျတော့ဓမ္မအောင်များလာတော့ဘာဖြစ်လာလဲဆိုတော့အဲ့ဒီဓမ္မအောင်မှာသင်ဖို့ဆရာလိုလာတယ်ဆရာလိုတော့ဒီရန်လို့လို့မရဘူးတို့ရည်ချင်းမှုဒီပြတင်တန်းပေးရမယ်ဆိုတော့ဒီပြတင်တန်းပေးတယ်ပေါ့လေပထမဆုံးတော့အဲဓမ္မပြွာဆရာမကြီးဒေါခင်လာတင်နေစပေးအဲတပတ်စင်နောက်ကျတော့ထေရဝါဒဗုဒ္ဓဘာသာပြပွားကြီးအဖွဲ့ဆိုတဲ့အဖွဲ့တစ်ဖွဲ့နဲ့တွေ့တယ် အခုလက်ရှိကျွန်တော်တို့မှာတင်နေတဲ့ဆီယမဒေါ်လာလာကြီးတို့ဆီယမဒေါ်မြတ်တနာတို့ဆီယူလာတိတ်ထုတ်တို့ဒီလိုတွေတော်တွေ့ရမှာကျွန်တော်တို့အလုံးမာရှိတဲ့သာသနာအလင်းရောင်ဓမ္မဝင်ဆက်ပြီးတော့နိဗ္ဗာန်တန်တဲ့ပြေးပြပါတယ်အဲ့နိဗ္ဗာန်တန်တဲ့နေရာနေဘယ်လောက်ထိပေါက်သွားလဲဆိုတော့ပညာရေးဌာနနဲ့ချိတ်ပြီးတော့တနင်္ဂနွေလုံးမှာเจ้าဆီယမတွေကိုနိဗ္ဗာန်တန်တဲ့လိုက်ပေးပါတမြို့နယ်ကို၃ရက်လုံးပေးတယ်ဘာဖြစ်လို့ပေးရလဲဆိုတော့အသီးတရာအညာတစ်ခုပေါ့နော်အဲเจ้าဆီယမတစ်ယောက်ကရေချင်းမှုတင်ခြင်းစိတ်ဖြစ်သွားပြီဆိုရင် तू ပြစင်မယူမချင်းတင်မယ်အဲ तू ကလည်းเจ้าသားရှိပြီးသား အဲကျွန်တော်တို့ကဒီဆီယာမတွေကိုတိုက်တွန်းရမယ့်တာဝန်ကအခုတော့ရင်းနှီးမှုတင်ကားသားတွေတင်ကြပါလို့တိုက်တွန်းနေတာပေါ့နော်အဲ့တော့တနင်္ဂနွေလုံးမှာအဲ့လိုဓာတ်တွေဖွင့်တဲ့ခါမှာတနင်္ဂနွေလုံးတော်များရောက်ခဲ့ပါတယ်ကျွန်တော်ရင်းနှီးမှုတင်တန်းပေါင်းဒီပြတင်တန်းပေါင်း300ကျော်300လောက်ဖွင့်ပြီးတယ်ပေါ့အခုဆိုရင်တော့ကိုဗစ်ကာလမှာတော့ online ဖွင့်ပြီးတယ်ဘုဒ္ဓတိလည်းဓမ္မအောင်ကြီးကဒီပြတင်တန်း online နဲ့ဖွင့်နေပါတယ်ပြီးတော့မှအခုလက်ရှိဆိုရင်ရန်ကုန်မြို့ထဲပါဝင်နေမြို့တွေမှာကျွန်တော်တို့ဒီပြတင်တန်းတွေပေးတယ်ပြီးရင်ဓမ္မအောင်လေးတွေမှာတင်တန်းပေါ်အောင်လုပ်တယ်မရှိဘူးဆိုရင်တော့ဘာကျွန်တော်တို့တနင်္ဂနွေလုံးမှာဓမ္မအောင်ကြီးကတင်နေတဲ့တင်တန်းပေါင်း အခု90ဆိုရှိတယ်တပတ်တည့်ရတင်တာပေါ့နော်အဲဒါဒါတခုနောက်တစ်ခုကဒီကိုဗစ်မတိုင်ခင်မှာပဲကျွန်တော်တို့ကစာတင်ကျောင်းတွေမှာရေချင်းမှုသင်ကားစာတွေဝင်တင်ပါတယ်အဲတပတ်ကိုတည့်ရတနာရီလောက်ယူပြီးတော့ကျောင်းခန့်မထဲမှာကျောင်းသားစုပြီးတင်တယ်အဲဒါကျတော့ပိုထီရောက်တယ်ဘယ်လိုထီရောက်လဲဆိုတော့ကျောင်းသား300လောက်ဥပမာဒါပေတော့ခုနှစ်နန်းကျောင်းသား300ရှိရင်300ကိုခေါ်ရက်ထည့်ပြီးတော့တစ်ချိန်နဲ့တင်လို့ရှိရင်တနာရီဆိုသင်ကားစာအများကြီးရပါတယ်လူစုစရာလည်းမလိုဘူးမုတ်ကျွေးစရာလည်းမလိုဘူးသူကလုပ်ငန်းအက်ဒမင်လွယ်တယ်ပေါ့အဲ့လိုတင်နေမှုတွေလုပ်တယ်အခုဒါလည်းကျွန်တော်တို့ကပြန်စနေပါတယ် ပြန်စတဲ့အခါကျတော့တချို့နေရာတွေမှာတင်ဝင်ရတယ်၊ရွှေပြည်သားမှာတင်လို့ရတယ်၊ဒီခုကျွန်တော်တို့မြို့ထဲမှာလာသားမှာတင်လို့ရတယ်၊တကုံမှာတင်လို့ရတယ်၊တင်လို့ရတော့လိုက်တင်ပြီ။အဓိကရည်ရွယ်ချက် ကကျွန်တော်တို့ဓမ္မအောင်ကြီးကြော်ကြားဖို့လုပ်တာမဟုတ်ပါဘူး။ကျွန်တော်တို့ရဲ့ဒီရင်းမှုတန်တန်းလေးတွေဖွင့်ခြင်းအဖြစ်ကလေးတွေအသင်ခံလို့ရမယ်။သင်ခံလို့ရရင်ရင်ချင်းမယ်။ဟိုကျွန်တော်တို့နိုင်ငံမှာအားလုံးနဲ့တွေ့ကြတယ်ပေါ့။ကလေးတွေကမလိမ္မာကြဘူး၊ရိုင်းနေ၊ကလေးတွေဒူးဆဲမှုတွေလုပ်နေကြတယ်၊လွယ်လွယ်ကူကူအကြောင်းထွက်တယ်၊အိမ်အောင်ကြတယ်၊ဆယ်ကျော်တက် ကလေးမွေးတဲ့လုပ်ငန်းတွေဖြစ်နေတဲ့အဆုံမဲ့တွေ့ရတယ်။အဲ့ဒါတွေဘာလို့ဖြစ်တယ်လဲလို့အကြောင်းရင်းမြစ်ကိုရှာတဲ့အခါကျွန်တော်ကလေးတွေအသင်မခံရတဲ့ပြဿနာတက်တယ်။အဲ့တော့ကျွန်တော်တို့ငငယ်တော့ကလူလာရင်းမှုသင်္ကန်းစာလေးတွေဘုရားဘာသာအဆုံးအမတွေငငယ်လေးကရထားတယ်ဆိုရင်တောင်းတောင်းအပြစ်ကျူးလို့မဟုတ်ခက်တယ်ပေါ့နော်။အခုကျတော့အားလုံးကကြောင်းတင်ရုံးနဲ့ပဲပြည်နေတဲ့အချိန်မှာအသင်မခံရတော့ဒီပြဿနာတက်ပါလေ။ဒါကြောင့်မလို့ကျွန်တော်တို့ကအပင်ပန်းခံပြီးတော့နေရာအနှံ့ဘေးအခုကြီးတောင်းတောင်းရင်းမှုသင်္ကန်းစာတွေလိုက်တင်နေပါတယ်လို့ကျွန်တော်ပြောချင်ပါတယ်။ ဟုတ်ကဲ့ဆရာဟိုဆရာတို့အနေနဲ့ဒီရင်ကျေးမှုသင်တန်းနေလိုက်ပြီးတော့ပို့ချတဲ့အတွက်ကြောင့်မို့ဒီကလေးတွေဒီမှာရင်ကျေးလာတွေ့ရတယ်ဆရာအဲ့ဒီဥစားနဲ့ပတ်သက်ပြီးတော့နည်းနည်းလောက်ပြောပြရပါဘူးဟုတ်ကဲ့ဟုတ်ကဲ့ကျွန်တော်တို့ဒီရင်မှုသင်တန်းမှာကျွန်တော်တို့ကတခြားအများကြီးမသင်ပါဘူးကျွန်တော်တို့ဒီမှာအခုတွေ့တဲ့ဆောင်းလေးပေါ့ဓမ္မကျောင်းတော်ဓမ္မကျောင်းတော်ကအခြေခံဘုဒ္ဓဘာသာရင်ကျေးမှုသင်ခန်းစာအပိုင်း1အဲ့ဒါကကျွန်တော်တို့ရင်ကျေးမှုကျင့်ဝတ်တစ်ပါးသာပါပါတယ်ရင်ကျေးမှုကျင့်ဝတ်တစ်ပါးသာဆိုတာလည်းတခြားမဟုတ်ဘူးနိုင်ငံတော်တန်ခါနာကပြန်ထားတဲ့ရင်ကျေးမှုမှာ၃ပါးသာရှိတယ် အဲ့ဒီကတဘာသာဖြစ်တဲ့ရင်းမှုကျင်းဝတ်တဘာသာဒီကျင်းဝတ်တဘာသာလည်းမှာဘာပါလဲဆိုရင်ကျွန်တော်တို့ဗုဒ္ဓဝင်ရဆပြီးတော့မင်္ဂလာတုတ်ချာပေါ့ခေါင်းစဉ်6ခုရှိတယ်အဲ့တန်ခါသာပါဒီတန်ခါသာကလေးတွေမှာမဟုတ်ဘူးဗုဒ္ဓဘာသာဝင်တယောက်သိတဲ့နဲ့ချက်တွေအကုန်ပါတယ်ကဲမင်္ဂလာတုတ်မသိတဲ့ဘူးလားသီလအကြောင်းမသိတဲ့ဘူးလားတဏ္ဍဝေအကြောင်းမသိတဲ့ဘူးလားဒုစရိုက်သူစရိုက်မသိတဲ့ဘူးလားဗုဒ္ဓဝင်တန်ခါသာမသိတဲ့ဘူးလားရှစ်ခိုးဦးချတာကိုထီချင်းချင်း၅ပါးနဲ့ရှစ်ခိုးတာဘယ်လိုဆိုတာမသိတဲ့ဘူးလားအဲ့ဒါအားလုံးဒီထဲမှာပါတယ်ဒီဆောင်လေးတုတ်ကိုကန်ပြီးတင်လိုက်တာနဲ့ကလေးတွေကိုသိတဲ့နဲ့ချက်တွေသိပါတယ်ကျွန်တော်ကနောက်တစ်ခုက ကလေးတွေပြင်းမှကြောက်တော့ကျွန်တော်တို့ဒီမှာရောဆက်မှုလုပ်တယ်ဒါကဓမ္မအောင်ကြီးရဲ့ရေချင်းလေးမှာကြပြားများအဲ့ကြပြားလေးနဲ့တွဲတင်တဲ့ခါကျတော့ဒီကလေးတွေကတက်တက်ကြွကြွပြောရှင်နဲ့တင်လို့ရတယ်ပေါ့နော်တင်လို့ရတော့ကျွန်တော်တို့ကခုနတင်ချောင်းမှုကကျွန်တော်တို့ကတော့ပြင်ပန်းခံပြီးလုပ်နေတယ်အဲနွေရာသီမှာအားလုံးဝိုင်းဖွင့်ကြတယ်သို့တော်လည်းကလေးပေါင်းတော့တသန်းလောက်တင်ဖို့တော်တော်လုပ်နေရတယ်ကျွန်တော်တို့နိုင်ငံမှာကလေးဘယ်လောက်ရှိတယ်ဆိုတော့ကျောင်းနေရွယ်ကိုးသန်းလောက်ရှိတယ်ကလေးတွေအားလုံးလိမ်ပါစေခြင်းကျွန်တော်ဒီဒီလောက်လုပ်လို့မရသေးဘူးဒီချက်ပို့ပြီးတော့တင်ချောင်းမှုတွေလုပ်ရမယ်လို့ပြောချင်တယ် နောက်တစ်ခုကကျွန်တော်တို့ကဒီဘာသာရေးစာပေနဲ့ပတ်သက်လို့ပေါ့ရင်းဦးတင်တဲ့လုပ်တွေမှာဒီတင်ရိုးဒီတင်ရိုးကိုကျွန်တော်တို့အခုချိန်ထိဒီလိုကာလာနဲ့စာအုပ်ကိုအရင်တိုင်း600နဲ့ဖြန့်တယ်ဘယ်မှမမရနိုင်ဘူးဒီစာအုပ်ကတော်ချင်းဝင်2000လောက်ပေးရမယ့်စာအုပ်ကိုကျွန်တော်က600နဲ့ဖြန့်တယ်ဒီကပြားလေးဆိုရင်ရိုက်တော့က430ကျတယ်400နဲ့ရောင်းတယ်ဒီတစုံမှចောင်းသားကို1000နဲ့ဖြန့်တယ်အဲ့ဆိုတော့ကလေးလေးလက်ထဲကိုတရားလူလူကိုရောက်သွားမယ်ဒါဘုရားပါတော်ဝင်တိုင်းမှာရှိရမယ့်စာအုပ်ဒီစာအုပ်ထဲအကြောင်းကိုလေ့လာပါကိုယ်ဣမလေးကိုတင်ပါလို့တဲ့ထုတ်လို့ပေါ့အဲ့တော့ကျွန်တော်တို့ကလေးလေးကိုလိမ်ပါစေခြင်းကလေးလေးကိုတင်ပေးပါ သင်ပေးတာဘယ်သူတွေသင်ပေးမလဲမိဘတွေလည်းသင်ပေးပါကျူရှင်ဆရာမတွေလည်းသင်ပေးပါအကြောင်းဆရာမတွေလည်းသင်ပေးပါအခုကျွန်တော်တို့ရေမှုဆရာဆရာတွေကလည်းသင်ပေးမယ်ဆိုရင်ကလေးတွေလိမ့်မလာပါမယ်ဒါဆိုရင်တိုင်းပြည်ရဲ့အနာဂတ်ကောင်းပါမယ်လို့ပြောချင်ပါတယ်ဟုတ်ကဲ့ဆရာဆရာအနေနဲ့တော့ဒီဓမ္မရောင်ကြီးဓမ္မဒါနာဖောင်ဒေးရှင်းအနေနဲ့ပေါ့နော်ဟိုဒီလူငယ်မျိုးဆက်တစ်တွေကိုလိုက်ပြီးတော့ရင်းချမှုသင်တန်းတွေခုနဲ့သင်ကြားပေးတာနဲ့ပတ်သက်ပြီးဗမာထပ်ပြီးတော့ဖြည့်စွက်ပြောကြားဆရာရှိတယ်လို့အဲကျွန်တော်တို့ကဘယ်လိုပြောချင်လဲဆိုတော့ကျွန်တော်တို့နိုင်ငံမှာတာမတိကအဆောက်အအုံတွေအများကြီးရှိပါတယ် အဲ့တော့တချို့တမောင်တွေကတစ်ချိန်တစ်ချိန်သုံးပြီးပိတ်ထားတယ်။အဲတချို့ရင်ချင်းမှုတင်တဲ့သွားဖွင့်ဖို့တိုက်တွန်းရင်လည်းမပေးခြင်းဘူး။အဲ့တော့အဲ့ဒီ concept လေးကိုပြင်ဆင်ခြင်းပါလေ။ဓမ္မယုံဆိုတာဓမ္မရဲ့အာယုံတွေနဲ့လွှမ်းမိုးနေရမယ်။တရားလို့တွေလုပ်နေရမယ်။အဲ့တော့ဓမ္မယုံကြီးကိုတူထားပြီးတော့ပိတ်ထားရင်ဆရာတော်ဘုရားကြီးတွေမိတ်တယ်လို့ပြောခိုးတော်ကြီးနဲ့တူထားမှာပေါ့။အဲ့တော့ကျွန်တော်တို့ကခိုးတော်မဖြစ်ခြင်းဘူးဓမ္မအောင်ဖြစ်ခြင်းလဲဆိုရင်တော့အခုလိုတပတ်တည်းရဲ့ရင်ချင်းမှုတင်တဲ့လေးတွေတရားစခန်းလေးတွေဒါတွေမှန်မှန်လုပ်ဆင်ခြင်းပါလေ။အဲ့တော့ကျွန်တော်တို့ဒီလိုရင်ချင်းမှုဖွဲ့စည်းတွေက ိုက်တွန်းတဲ့နိုးစော်တဲ့ရက်ကွက်ကကလေးတွေလိမ်မာရင်ရေးစင်လို့တကူးတကလာလို့ပေးတဲ့အချိန်မှာဒေသခံတမောင်တွေကနေပြီးတော့ဖွင့်ပြီးတော့နော်ဟိုဝဲကမ်းပေါ့ကျူဆိုပေးပါဖွင့်ဝင်ပေးပါဝိုင်းကူပေးပါလို့တိုက်တွန်းလိုပါတယ်အဲ့ဒါဆိုရင်ဘုံကြီးကြောင်းပဲဖြစ်ဖြစ်ဒီသားရှင်ကြောင်းပဲဖြစ်ဖြစ်တမောင်ပဲဖြစ်ဖြစ်စာတင်ကြောင်းပဲဖြစ်ဖြစ်ဘယ်နေရာကိုတိုက်တွန်းလိုက်တိုက်တွန်းလိုက်လက်ခံပေးမယ်ဆိုရင်ကျွန်တော်တို့ဘက်ကလည်းတင်ပေးဖို့အဆင်သင့်ပါပဲကလေးတွေလိမ်မာရင်ရေးဖို့အတွက်ကိုအားလုံးဝိုင်းဝန်းကူညီဆောင်ရွက်ကြပါစို့လို့တိုက်တွန်းလိုပါတယ်ခင်ဗျကဲတကယ်လို့များရေချင်မှုတင်တဲ့အနေနဲ့ပတ်သက်လို့ဖွင့်လှစ်ခြင်းနဲ့ ကလေးတွေကိုသင်ပေးခြင်းနဲ့ရင်းမှုတင်တဲ့ပြန်ပွားရေးအတွက်လှူဒန်းခြင်းနဲ့လှူအားပေးခြင်းနဲ့ဆိုရင်တော့ကျွန်တော်နဲ့ဆက်တယ်ပါဓမ္မအောင်ညီမနာဖောင်ဒေးရှင်းတင်းစေးစီယုံအဆောင်လေးပထမတက်ဖုန်းနံပါတ်3998539 6964ကိုဆက်သွယ်ပြီးတော့အခုကြီးတောင်းခံနိုင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်